ကြောင်တွေစီကဟီလင်းပါဝါကြောင်တွေက အသက်၉ကြောင်နဲ့တတဝါလို့တင်စားရအောင်ဘလောင်ဆက်စလူထထရအောင်အသက်ရှင်နိုင်တဲ့ survival skill မြင့်တဲ့အကောင်လေးတွေပါတော်ယုံယောဂဖြစ်ရင်လည်းမိမိကိုယ်ကို self healing လုပ်နိုင်ပါတယ်ဒါအပြင်သူတို့မြောင်သံတွေဟာ vibration frequency 20 Hz ကနေ50 Hz ကိုထုတ်ပေးနိုင်ပြီး လူတွေရဲ့ကြွက်သားအသားစားနဲ့အရိုးကိုကောင်းမွန်စေတဲ့ frequency နဲ့တစ်ထက်တည်းဖြစ်တယ်လို့ဆိုပါတယ်။ကြောင်တွေမှာလူတွေလိုပဲကိုရောင်ကိုဝါ aura ရှိပြီးလူတွေအတွက်လိုအပ်တဲ့ aura ကိုဖြည့်ဆည်းပေးတတ်ပါတယ်။ဒါပြင် သူတို့နဲ့ aura feed တူတဲ့လူသားတွေကိုမှ သူတို့ကအနာကပ်ခံပါတယ်တဲ့။ ကြာနေရဲ့အောရအယောင်ဟာပျော်ရွှင်မှုကိုကိုစားပြုတဲ့လိမ့်မောယောင်ထိုးထွင်းသိမြင်တတ်သော အလိုအလျောက်သိတတ်သောခယန်းယောင်ဖြူစင်ကျင်နာသော အဖြူယောင်အောရတွေဖြစ်တတ်ပြီးတခါတလေလဲဓာတ်ပါဝါတွေလွှမ်းမိုးနေတတ်ပါတယ် wick aura အကျင့်ပုတ်အောရတွေလည်းရှိတတ်ပါတယ်အကျင့်ပုတ်တယ်ဆိုတာတခင်ကို ခိုက်စေတာမဟုတ်ပါဘူး ခြီကြတဲ့အကျင့်လေးတွေမျက်နှာစိုးကြီးနဲ့သခင်ကိုခိုင်းတဲ့အကျင့်တွေသခင်ခေါ်တာတိတိနဲ့အဖက်မလောက်တာလေးတွေကိုပြောတာပါအနဲ့ရောင်ချောင်များသခင်စီကိုရောက်လာတဲ့ negative energy တွေကို သူက ကြားခံကာကွယ်လေးရှိပါတယ်အများစုကကြောင်နဲ့ဆို bad luck လို့ပြောတယ် တကယ်တော့သူတို့ကမကောင်းတဲ့အရာကိုကြိုသိနိုင်တာမို့တတိပေးတာပါ။ကြောင်တွေထဲမှာ အသက်အပြင်းဆုံးကောင်လို့ပြောရမယ်။ဟီလာလေးတွေပါ။အဖြူရောင်ကြောင်များတခင်ကိုငွေကန်ကောင်းစေပါတယ်။လှလှလေးချပေးဖို့လိုပါမယ်။သူ့ကိုအနီးရောင်ရွှေရောင်ပစ္စည်းလေးတွေပေးထားရင်သူ့ကိုကောင်းကောင်းထားတဲ့တခင်ငွေတွေအများကြီးရပါစေလို့ စိတ်ထဲကနေဆူတောင်းပေးတတ်ပါတယ်။အဝါရောင်ကြောင်များဆက်ဆက်ဆူဆူဘဲဥရုဖွဲ့ပါပဲ။အမြဲတမ်းလေးလာဆူဆန်းနေတတ်ပြီးတခင်ကိုဆရာပြန်လောက်တတ်ပါတယ်။ညံအရန်ကောင်းပြီး motivation ပေးတတ်တဲ့ကောင်းလေးတွေပါ။သူတို့ကိုဖတ်ထားပြီးဖြစ်စေသူတို့ရှိမှဖြစ်စေ ။တခင်ကလုံမဲ့စီးပွားရေးတွေအပြောင်းအလဲတွေနိုင်ငံရေးတွေပြောပြရင် နားမထောင်သလိုလိုနဲ့နားလေးနှစ်ဖက်ထောင်ပြီးအသက်ရှူရင်အာယုံစိုက်ပြတတ်ပါတယ်။ပြီးရင်ဖြည့်ရှင်းနည်းသို့မဟုတ်အောင်မြင်နည်းတွေကိုယ်တတိထားမိအောင်လုပ်တတ်ပါတယ်။ဥပမာ TV ရှေးဖြစ်လျှောက်ပြပြီးဖွင့်ခိုင်းတာစာအုပ်ကိုတွန်းချတာတခါတလေသခင်ကအိတ်ဖို့လိုနေပြီဆိုရင်ဂဒင်ပေါ်တက်ပြတာစသဖြင့်ပေါ့ BFF လေးပါ။ကြောင်ချင်းချင်းကိုလည်းဥဆောင်တတ်ပါတယ်။အညိုရောင်ကြောင်များသခင်တွေအိမ်မက်နမိတ်မကောင်းတာကို ခြေဖြတ်ပေးပါတယ်။အိမ်မတက်နာကိုတန့်ပေးတယ်။ဘယ်လိုလဲဆိုတော့သူ့ကိုယ်လုံးနဲ့နေရာတကာလိုက်ပုတ်ပြီးလူလှိမ့်နေအိမ်မတက်ရင်အဲ့လိုလူလှိမ့်ပြီး cleansing လုပ်ပြတတ်တယ်။ ိဖို့ကြောင့်မှညက်ပတ်နေရင်တဆဆအော်တယ်။တခင်မှမတက်နာပါလာရင်ငုံတုတ်ထိုင်ကြည့်တယ်။သူ့ကိုကောင်းကောင်းကြွေးမွေးရင်တခင်ကလေးတွေပါလိုက်ကြည့်ပေးတတ်ပါတယ်။စားရီပါရီမလုပ်ရင်ခြောက်ချက်သွားကုတ်တာမျိုးအိမ်တော်ထိန်မြောင်ပေါ့။အဖြူအမဲရောနေတဲ့ကြောင်များ သက်ဘလောက်ကြီးကြီးအဆော့မဲ့တဲ့ဟာတွေပါပေါ်တော်တော်နဲ့ပလက်ကျွနေတဲ့အထာနဲ့တခါတလေမျက်လုံးပြူးပြီးတခင်ကိုဘူးကြည့်ကြည့်ပါတယ်အเจ้าကတခင်နောက်ွယ်မှာဗားတွေပောက်ကြရလှုပ်လဲဆိုတာအကုန်သိပြီးဘုဒ္ဓဘုဒ္ဓဖြစ်နေတာပါသူတို့ပြောင်းဆက်အောင်ဆော့ပေးတယ်ဆိုတာတခင်ဘီနာကနတ်ဆူရီကို ရှင်းထုတ်ပေးတယ်လို့ထင်နေတဲ့ကောင်လေးတွေပါတခါတလေအတန်းရှင်အယမ်းယူပါတယ် တခင်ကိုသူတို့ကလွှဲရင်ဘယ်သူမှမဆောက်ရှောက်နိုင်ဘူးလို့စိတ်ကြီးဝင်နေတဲ့အုပ်စုပါတကယ်လဲသူတို့ရဲ့ energy ကရှားပါတယ်အလွန်ပါနဲ့ပေမဲ့ငတုံးလိုနေတတ်တဲ့ဖယဲသည့် energy ပါမီးခိုးရောင်ကြောင်များ protector cat လို့ပြောရပါမယ်။သခင်ရဲ့စိတ်ဝိတနာတွေကိုကုစားပေးတယ် သူမရှိတဲ့လို့လေးနေပြတတ်တယ်။သခင်ကိုအဝေးကနေဂယုဆိုင်နေတတ်တယ်။သခင်အိမ်လုံးချုပ်ကြီးတခြားကောင်တွေလာမတောင်းချမ်းအောင်ကာကွယ်ပေးတယ်။ကြွက်ခုတ်တာ၊မွေဖန်းတာစသဖြင့်လုပ်ပေးတတ်တယ်။အေးစင်းနေတတ်တယ်။သခင်ကိုစကားသိမပြောဘဲစိတ်ကနေလှမ်းဆက်သွယ်လေးရှိတယ်။မပြောဘဲနဲ့စိုက်ကြည့်လိုက်သိဆိုတဲ့ကောင်လေးတွေပေါ့။ အစင်းချားရောင်ကြောင်များနှစ်ရောင်သုံးရောင်ဆက်များတွေပြက်ဘဲပစ်စော်ပြစ် RS ပိုင်ဆိုင်ထားတဲ့သခင်တွေကိုတရားပြမဲ့ကောင်းတွေပါ သခင်တွေအသေးကွဲတာကို လာရောက်ကုသပေးမဲ့ therapist ကတ်တွေဖြစ်ပါတယ်အဲ့ကြောင့်လေးနာကပ်ပြီးစိတ်ဆင်းရဲစရာ RS ကိစ္စတွေ nobody labs me တွေရင်ဖွင့်ပြောပေးရင်ကြောင်လောကရဲ့တည်င်းပြန်ဖြန့်ပေးပါလိမ့်မယ် ငါတခင်ကတော့အသေးကွဲနေပြန်ပြီ။ငါအိမ်ပြောင်းအောင်မဆိုပြီးဗောဓာမြောင်နေတဲ့တခင်ကိုဦးစားပေးတဲ့ကောင်လေးတွေပါ။တခင်ကိုချစ်တတ်တဲ့ကလေးတွေပေါ့။ကိုနှလုံးသားရဲ့အရေးပြောအောင်ချွဲပါလိမ့်မယ်။ကြောင်လေးရိစီက healing power လိုချင်ရင်သူ့နှဖူးလေးနဲ့ကိုယ်နှဖူးလေးတို့ချိပေးပါ သူ့အသားနဲ့ကိုယ့်အသားကတ်ထားပါ ကိုယ်နှလုံးခုန်တန်ရှိတဲ့ဘယ်ဘက်အချမ်းမှာကြောင်လေးရဲ့ခေါင်းကိုထားပေးပါစိတ်ဝင်စားစရာတစ်ခုခုအတူလုပ်ပါခေါ်ပါငှက်တွေအတူတူထိုင်ကြည့်ပါတီဗီအတူတူကြည့်ပါအတူတူနေခင်တရေအိပ်ပါအာဂျီမော်ဖြစ်သူတင်ဆက်သူစိတ်မြများစင် 有幾名女警被拿什麼抓？阿桑瑞達馬接受電視拍攝。趙女士家氣憤不悅。<music>